အန်ဖီမာဆိုအမြဲလိုတင်းပြတ်နေတဲ့ကိုသွင်းရနဲ့စူပါစီတနင်္ဂနွေနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်ရှိပွဲကြိုသုံးသက်ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့တနင်္ဂနွေနေ့ညအတွက်ပွဲကြိုသုံးသက်ချက်တွေကိုကလောင်ရှင်ရဲ့သုံးသက်ချက်အနေနဲ့နားဆင်အောင်ပါဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်ကတော့စပါနဲ့ဗီလာည9:30ကိုနားဆင်ရမှာဖြစ်ပါတယ်အဆင့်3နေရာစပါဟာ ရလပိုင်းတည်ငိမ့်နေတယ်ဆိုပေမဲ့ခုနောက်ပိုင်းတရေပွဲတွေများနေပါတယ်။ရောက်လနဲ့ကလပ်ရဲ့ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာ၄ပွဲကအပြန်အလှန်သွင်းဖို့ရှိခဲ့ပါတယ်။ဘီလာကတော့ရာသီအစောပိုင်းကလို့ဂိုးပေါက်ပျောက်နေတာမျိုးမရှိတော့ပဲပြိုင်ပွဲစုံနောက်ဆုံး၃ပွဲစလုံးမှာအနိုင်ဆုံး၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။စပါးအင်ကွင်ဘီလာနဲ့တွေ့ဆုံမှုနောက်ဆုံး၆ပွဲမှာလည်း၅ပွဲဟာနှစ်ဖက်သွင်းကို၃ဂိုးနဲ့အထက်ရှိခဲ့ပါတယ်။ဒါကြောင့်မြောက်လနဲ့မှာဂိုးတန်တင်ပြန်ကြားရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။လီဗာပူးနဲ့မန်ယူညစင်နိုင် မေဘဝူရဲ့အိမ်မက်တာထွက်ဟာပြိုင်ပွဲစုံ၃ပွဲဆက်အရှုံးနဲ့တူလွင်ပါပျောက်ကွယ်နေပါတယ်။ဂျိုးဂျာနီတွေဒီယာစီအဓိကပြဿနာဟာခံစစ်လို့ဆိုရင်လည်းမမားပါဘူး။မန်ယူကတော့ကိုသွင်းချီမှန်လာပေမဲ့အဝေးကွင်းကနောက်ဆုံး၃ပွဲစလုံးမှာအနိုင်ဆုံးနောက်ကိုယ်တုံးပေးခဲ့ရပါတယ်။သူတို့ဂျောင်းကနောက်ဆုံးတွေ့ဆုံမှု၁၃ပွဲမှာလေ၁၂ပွဲဟာနှစ်ဖက်သွင်းကို၃ဂိုးနဲ့အထက်ရှိထားပါတယ်။ဒါကြောင့်အန်ဖီမှာဂိုးရက်နဲ့နေတင်းပြတ်နေမှာပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။အပြန်လန်သွင်းကိုရရှိမဲ့ဆာတာနဲ့ဆိုစီတဲ့ဒုက္ခဆို တနင်္ဂနွေနေ့ညစပိန်လာလီကပွဲစဉ်ကိုပွဲကျူ30ချက်မြောက်နောက်ထပ်ပွဲစဉ်ပွဲကျူ30ချက်အနေနဲ့ကတော့တနင်္ဂနွေနေ့ညအတွက်စပိန်လာလီကပွဲစဉ်30ချက်ကိုကလောင်ရှင်ဒုက္ခဆိုရဲ30ချက်အနေနဲ့နားဆင်ရအောင်မှာဖြစ်ပါတယ်အယ်ချီနဲ့ဘီဘောည6:30ညမတူအဆင့်9နဲ့8တို့ရဲ့တွေ့ဆုံမှုဖြစ်ပါတယ်တန်းတက်ဆိုပေမဲ့အယ်ချီဟာဒီယာဒီလာလီကမှာအင်ကွင်းရှုံးဝဲမရှိသေးပဲ၄ဝဲမှာ၃ဝဲနိုင်ထားပါတယ်ဘီဘောကတော့ဒီယာဒီပြိုင်ပွဲအရရဲ့အဝေးကွင်း၄ဝဲမှာ တပွဲသာနိုင်ထားတာပါ။ဒါကြောင့်ဒီလိုခြေနေမျိုးမှာလက်ရှိအိမ်ကွင်းခြေရ LGO အားပေးတဲ့နဲ့ပွဲစဉ်မျိုးပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Sadavigo နဲ့ Sociedad ည၈နာရီ45တမတ်တာကွာထားတဲ့တန်းစင်းစုံနောက်အသင်းနဲ့တန်းစင်းစုံတွေကအသင်းတွေတွေ့ဆုံမှုပါ။ Sadar ရဲ့ပြန်ပွဲစုံနောက်ဆုံး၉ပွဲစလုံးမှာတော့အပြန်အလှန်သွင်းကိုရှိထားပါတယ်။ Sociedad ကလည်း DRC အဝေးဝင်း၄ပွဲမှာသုံးပွဲကအပြန်အလှန်သွင်းကိုရှိခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအများကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ီဗန်နီနဲ့ဗလီဂါနိုည7:00နာရီအမဘေးစရာအောက်ပိုင်းကရမတ်တူအထက်အောင်နှစ်သိန်းတွေ့ဆုံမှုပါဒီဗန်နီကဒီယာဒီမှာအိမ်ငွေးနိုင်ဝယ်မရှိသေးသလိုအိမ်ငွေးပွဲတွေမှာအနေဆုံးနှကုန်းလုံးလဲပေးနေရပါတယ်ဗလီဂါနိုကတော့နောက်ဆုံးအဝေးဝန်းပွဲမှာစူစီတက်ကိုတော့ပေးကုန်မဲ့နိုင်ထားပါတယ်ဒါကြောင့်ဧည့်သည်ကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဂီတာဘေးနဲ့ရီယယ်ည7:00နာရီ30ဒီရည်အိမ်ဝဲရှုံးဝဲမရှိသေးတဲ့ဂီတာဘေးဟာအိမ်ဝဲမာတဲ့အသစ်မျိုးပါဥဆောင်သူရီယဲကတော့ ီတာဘေးနဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲစလုံးကိုနိုင်ထားပါတယ်။ဒါပေမဲ့ဂီတာဘေးအင်ကွင်းရီယန်နဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာ6ပွဲကဂိုးမများခဲ့ပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာလဲဂိုးအနည်းကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဖီယိုရင်တီနာကိုအခက်ခဲမရှိနိုင်တဲ့ AC မီလန်အီဂရစ်တနင်္ဂနွေနေ့ညအီတလီစီးရီးပွဲစဉ်9ပွဲကျော်သုံးသပ်ချက်များ နောက်ဆုံးအနေနဲ့ပွဲစဉ်ပွဲကျူ30ချက်အနည်းငယ်ကတော့ကလောင်ရှင်အီဂရစ်ရဲ့တနင်္ဂနွေနေ့ညအီတလီစီးရီးပွဲစဉ်ပွဲကျူ30ချက်တွေပဲဖြစ်ပါတယ်။ပထမအဦးဆုံးပွဲစဉ်ကတော့ကိုမိုနဲ့ဂျူဗင်နဲ့ညနေ9:00နာရီအရင်ကထက်ပိုတောင့်လာသလိုခြေစွမ်းလည်းပိုကောင်းလာတဲ့ကိုမိုဟာဒီယာစီမှာတပွဲသာရှုံးသေးပြီးအဲ့ဒါကလည်းအဝေးကွင်းမှာဖြစ်ပါတယ်။ဂျူဗင်နဲကတော့အန်အောစီယာကောင်းလောက်အောင်ပြိုင်ပွဲဆုံးနောက်ဆုံး၅ဝဲဆက်တိုက်တရေတွေကြီးကန်ထားခဲ့တာပါ။ဒီရာသီအဝေးကွင်းမှာလဲဂျူဗင်တက်ဟာနိုင်ပွဲတစ်ပွဲသာရှိပါသေးတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ ကိုမိုအနေနဲ့မရှုံးနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ကက်ကလီယာနဲ့ဘိုလောနာည9:30နာရီ30ဇေယားလေယာကက်ကလီယာဟာဒီယာစီစီးရီ6ပွဲမှာ9ပွဲကို9ရောက်ကန်ထားတာဖြစ်ပါတယ်။ဘိုလောနာကလည်းဒီယာစီစီးရီမှာအဝေးဝန်းနိုင်ပွဲမရှိသေးပါဘူး။ဒီယာစီပြိုင်ပွဲဆုံးအဝေးဝန်း၄ပွဲစလုံးမှာလည်းတန်တပ်ပီစာနဲ့တပွဲသာဘိုလောနာကိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။အားကြောင့်ဒီလိုပွဲစဉ်မျိုးမှာကိုအနေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဂျီနိုရဲ့ပါမာ ည9:30နာရီ30အန်ဆင်ဇုံထဲကဂျီနိုအာဟာဒီယာဒီစီးရီမှာနိုင်ပွဲလည်းမရှိသေးပါဘူးဂျီနိုအာရဲ့အဓိကပြဿနာဟာတိုက်စစ်လို့တော့ဆိုရနိုင်ပါတယ်တရားအောက်ပိုင်းကဖားမားကလည်းဒီယာဒီစီးရီ6ပွဲမှာ9ပွဲ9ရောက်ကန်ထားတာပါဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနဲ့ကပို့ပြီးတော့အားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်အတ္တလန်တာနဲ့လာဇီရိုည10နာရီ30အတ္တလန်တာကဒီယာဒီစီးရီမှာတရီပွဲတွေများနေပေမဲ့ရှုံးပွဲတော့မရှိသေးပါဘူးလာဇီရိုကတော့ဒီယာဒီမှာရလက်ပေါင်းစုံနဲ့ ခြေစွမ်းမတိမငိမ်ဖြစ်နေပါတယ်။ဒီရာသီစီးရီကအဝေးဝင်၃ပွဲမှာလဲဒါဇီရို၂ပွဲရှုံးထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအိရှင်းအရေးအောက်ကိုခိုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ AC Milan နဲ့ Fiorentina ညတနာ25ပွဲစဉ်ဖြစ်ပါတယ်။ချန်ပီယံပြေးလဲနေက AC Milan ဟာဒီရာသီပြိုင်ပွဲစုံအိမ်ဝင်း၅ပွဲမှာလဲ၄ပွဲနိုင်ထားပါတယ်။နိုင်ပွဲမရသေးတဲ့ Fiorentina ကတော့ဒီရာသီအသင်းကြီးတွေနဲ့တွေ့ဆုံမှုတိုင်းမှာရှုံးနိုင်ထားပါတယ်။ KC နှစ်ဂိုးပြတ်မပြတ်ကိုသာစောင့်ကြည့်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker နောက်ဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော် Playmaker ရဲ့နောက်ဆုံးရပွဲချိုသုံးသပ်ချက်အနေနဲ့ကလောင်ရှင်ရဲ့ပွဲချိုသုံးသပ်ချက်အပြည့်စုံကိုသိရှိဖို့အတွက်လည်းကျွန်တော် Playmaker ရဲ့ Telegram Channel မှာလည်း live ဖတ်ရှုလို့လည်းရပါတယ်။နောက်ဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တင်ဆက်သူထင်းလင်းဖြစ်ပါတယ်။